မင်္ဂလာပါရှင်။ကေရနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ကျမဒီနေ့အရာကပြေးသွားပြီးတော့ကလေးရောလူကြီးပါစိုက်နှစ်သက်ကြတဲ့ West to Chennai လေးကိုလာရောက်မျှဝေပေးတာပဲဖြစ်ပါရဲ့ရှင်။ဝက်တာပေါင်သားတို့မဟုတ်ပေါင်ရင်းသားကိုရွေးပေးပါရှင်။ဂုတ်တာကိုမရွေးမိပါစေနဲ့ဝက်ဂုတ်တာဆိုရင်အရန်ဝမှာပါတယ်။ West to Chennai လို့စားမကောင်းပါဘူးနော်။ဝက်တာကိုရေးစေးပြီးတော့ကိုလူချင်းတဲ့အတုံးလေးတွေတုံထားလိုက်ပါ။ဂျင်းကိုဒါပြရိုက်ပြီးထည့်တာပေးပါမယ်။ ဟာလာစီ၃စီလောက်ကိုလည်းကကြီလေးနဲ့ညှက်ပြီးထည့်ပေးပါမယ်ရှင်။ဝက်သားမှာဘာမှလူရနေတာစရာမလိုပါဘူးနော်။ဒေအိုးကိုပူပေးပြီးလို့ရှိရင်တကြားတစုံစာလောက်ကိုဒီလိုမျိုးလေးဖြူထားပေးလိုက်ပါ။တကြားကိုလှော်ပေးလိုက်ပါရှင်။အဲ့လိုမျိုးတကြားလေးရေပျော်လာပြီဆိုလို့ရှိရင်ဝက်သားကိုတကြားထဲမှာအထက်အောက်အဲ့လိုမျိုးလေးကြော်ပေးလိုက်ပါနော်။ ဒီလိုကျွတ်ကျွတ်လေးနဲ့အယောင်လေးလာတာနဲ့ထိကျော်ပေးပါတခြားကိုမတူးသွားအောင်လည်းဂရုစိုက်ပေးပါရှင်နနက်ပွင့်မုတ်လေးထည့်ပါမယ်နနက်ပွင့်အမုတ်မရှိဘူးဆိုရင်နနက်ပွင့်ပဲထည့်လေရပါအဲ့နော်တရုတ်မစလာလေးထည့်ပါမယ်ရှင် ရှလက်ကရေးထည့်ပါမယ်ရှလက်ကရေးရကြတော့ဝက်တာကိုလူဖို့အတွက်ပို့ပြီးတော့အထောက်အကူဖြစ်စေပါရဲ့ရှင်ပဲငင်းပြာရေးအကြည့်ထည့်ပါမယ်ပင်ငင်ပြာရီအနောက်ထဲပါမယ်ရှင် ခရုစီထဲပါမယ်ကျမကအငံမကြိုက်တဲ့အတွက်ကြောင့်မလို့စားမထည့်ခဲ့ပါဘူးရှင်စားကိုကြိုက်နေတဲ့တည်းဆိုရင်ထည့်နိုင်ပါရဲ့နော်ဒီ KUC နဲ့ပဲငန်းပြိုင်ကြီးမှာလည်းအငန်တက်ကပါပြီးသားမှုလို့ပါအားလုံးပြီးသွားရင်တော့ရေမြုပ်အောင်ထည့်လိုက်ပါမယ်ရှင် မိနစ်40ခန်းမီးပုတ်ပေါ်မှာအဖုံးအုပ်ပြီးတော့တည်ထားပေးလိုက်ပါဝက်တာအိုးတည်ထားတဲ့အချိန်မှာကျွန်မသူ့တဲကိုထည့်ဖို့အတွက်ကစုံရွက်ကိုကူပါမယ်ရှင်ကစုံရွက်နေရာမှာရေမုံညင်းကျက်တော်မိတ်မုံညင်းကြိုက်တဲ့ရွက်ကိုထည့်လို့ရပါတယ်။ဒီမှာတော့ခြံထဲမှာရှိတဲ့လွယ်လွယ်ကူကူကစုံရွက်ကိုပဲထည့်ခဲ့ပါရဲ့ရှင်။ ျမရဲ့ channel လေးမှာဟင်းချက်နီလေးနဲ့မိုးလုံးနီလေးကိုအမြဲမပြတ်ညှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ like and subscribe လေးလည်းလုပ်ထားပေးဖို့မမေ့ကြပါနဲ့နော်။ ခုဆိုရင်မိနစ်40တင်ထားတဲ့ဝတ်အိုးလေးရလေရနိုင်ပါပြီရှင်ဒီနေထားလောက်ဆိုရင်ရပါပြီအဲဆိုလို့ရှိရင်တော့ခုနတော့ရေစီထားတဲ့ကစွန်ရွက်လေးတွေကိုထည့်ပေးလိုက်ပါကစွန်ရွက်လေးတွေကကိုစိတ်ဆိုင်နူတဲ့အနေထားလောက်ရပြီဆိုလို့ရှိရင်တရုတ်မဆလာလေးထပ်ပြီးတော့အုပ်ပေးလိုက်ပါရှင်။တရားသာအပေါ်အငံကိုကိုစိတ်ဆိုင်မြည်ကြည့်ပါ။ တရုတ်မက်ဆလာလေးအောက်ထားပြပြီးဆိုလို့ရှိရင်တော့အဖုံးလေးကိုခဏအုပ်ပြီးတော့မီးပိတ်ထားလို့ရပါပြီရှင်အခုဆိုရင်တော့အရန်ကိုရတာရှိပြီးတော့စားကောင်းတဲ့ဝက်စတူဟင်းလေးတစ်ခွက်ရပါပြီရှင်ကျမရဲ့ channel လေးကိုကြည့်ရှုအားပေးနေကြတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်